Hi guys, welcome back to my video. ဒီနေ့မှာနန်းကအင်္ဂလိပ်စာနဲ့ပတ်သက်ပြီးတော့ကိုကအင်္ဂလိပ်စာကိုအင်္ဂလိပ်ဆရာမနဲ့သင်ချင်တယ်။အင်္ဂလိပ်ဆရာဆရာမနဲ့သင်ချင်တယ်။အင်္ဂလိပ်စာနဲ့ရင်းရင်းနှီးနှီးနေချင်တယ်။ဒါပေမဲ့ဘယ်လိုမျိုး channel တွေကကိုတို့အသုံးဝင်လဲဆိုတာမသိသေးတဲ့သူတွေအတွက်နန်းက channel လေး၅ခုအကြောင်းကိုပြောပြရင်းနဲ့တစ်ခါတည်း share လေးလုပ်ပေးချင်ပါတယ်။ဆိုတော့အဲ့ဒီ channel လေးတွေကကိုက beginner တဘာပဲဖြစ်ဖြစ်ဘယ် level ပဲဖြစ်ဖြစ် advanced ပဲဖြစ်ဖြစ်အသုံးပြုရတာ ဘယ်ကူတဲ့ channel လေးတွေပေါ်တော့အနန်းကိုတိုင်ကလည်းအဲ့ဒီမှာလေးလာခဲ့မှုရဲ့တချို့တဝက်လေးတွေတစိမ့်တပိုင်းတွေကအဲ့လိုမျိုး channel လေးရတယ်လေးလာပြီးတာဖြစ်တဲ့တော့အထောက်ကူဖြစ်မယ်လို့မျှော်လင့်ပါတယ်ဆိုတော့စလိုက်ကြအောင်မ Bro what are you talking about man ဆိုတော့ပထမဆုံး channel လေးကကြတော့ဒီ channel လေးဖြစ်ပါတယ်အဲ့ဒီ channel ကကြတော့ကိုကဘယ် level ထိရောက်နေတယ်ကိုကဘယ် level ထိရောက်နေတယ်ဘယ်လိုမျိုးမျိုးကူးနေဖြေနိုင်လဲဆိုတာကို ဆရာကစာတမ်းလေးထိုးပြပေးထားတယ်ပြီးကြတော့ပြန်လဲပြီးတော့လေ့ရှင်းပြပေးထားတယ်သူသုံးနှစ်စကလုံးတွေကကိုနေစင်ကြားနေကြစကလုံးမျိုးလည်းဖြစ်တယ်ပြီးကြတော့အဲ့ဒီထဲကမှကိုကတခြားစာကြောင်အစ်တေလည်းမှတ်ထားလို့ရနိုင်ပါတယ်အဲ့ဒီ channel လေးကတော့နန်းအတွက်တကယ်အသုံးဝင်သုံးဝင်ခဲ့ပါတယ်။နန်းသုံးပြရတာတတော်တော့အဆင်ပြေတယ်။တင်ရတာလည်းမပြင်းဝဘူးပေါ့နော်။ကိုကအမြဲတမ်းသိရှင်တာဒီမင်းကငါဖြေနိုင်ပါမလားဖြေနိုင်ပါမလားဆိုရင်အမြဲတမ်းသိရှင်နေရပေါ့နော်။အဲ့လိုစိတ်မင်းနဲ့လည်လာတာဖြစ်တဲ့အတွက်အသုံးဝင်ပါတယ်။အဲ့ဒီကလေအဲ့ဒီ channel လေးကိုနန်းက ရမောက်သော channel လေးနည်းအကြံပြုချင်ပါတယ်ဆိုတော့အဲ့ဒီဆရာသုံးလာရဲ့ pronunciation တွေကလည်းအရင်ကောင်းပါတယ်အတန်ထွက်လည်းအရင်ကောင်းတယ်ကိုကနားမရှင်းတာမျိုးဆိုဝင်တော့မှအဲ့ဒီဆရာအတန်ထွက်တဲ့အတိုင်းလိုက်ပြီးတော့ထွက်ပြောဆိုမယ်ဆိုလို့ရှိရင်တော့တော်တော်လေးကိုအဆင်ပြေတဲ့ channel လေးပါဒါကတော့ပရမောက်သော channel နဲ့ channel လေးကိုညွှန်ကြည့်ပါတယ် Oh my god wow ဆိုတော့ဒုတိယ channel လေးအနေနဲ့ speak english with vanessa ဆိုတဲ့ channel လေးပါဆိုတော့အဲ့ဒီ channel လေးကကြတော့ ဆီယာမားကသူ့သုံးပြရတဲ့ပုံစံလေး vocabulary နဲ့ pronunciation လေးကအရန်ကိုအသုံးဝင်ပါတယ်ပြီးတော့သူကဖြည်းဖြည်းလေးကြီးစီပဲပြောပြတာပါကိုနေ့စဉ်အိမ်မှာနေနေဖြည်းဖြည်းတနေ့ရမသုံးတာပဲဖြည်းဖြည်းအဲ့လိုမျိုးလေးတွေကိုသူက sentence လေးနဲ့တွဲပြီးတော့ vocabulary ကိုပြန်ခွဲထုတ်ပြီးတော့သင်ပေးထားတာဖြစ်တဲ့အတွက်ကိုက vocabulary ကိုလည်းမှတ်ရှင်းတယ် pronunciation လည်းကောင်းရှင်းတယ်ဆိုလို့ရှိရင်တော့ nanga dictionary လေးကိုအကြံပေးပါတယ်ဒီ channel လေးက record တော်တော်များရတဲ့ channel လေးလည်းဖြစ်ပါတယ် ဆိုတော့ကိုကအိနေနဲ့ပဲလေးလာမယ်ကိုပိုင် self study လုပ်နေလို့အိနေနဲ့ပဲလေးလာမှချင်းလဲဆိုတော့တော့တော်လေးကိုအဆင်ပြေတဲ့ channel လေးပါနံကတော့ဒီ channel လေးကိုတော့ပို့ပြီးတော့အားတက်နေပါတော့သူသုံးထားတဲ့စကားလုံးတွေကကိုမသိတာပါရင်တော့မှသူကပြင်ပြီးတော့ standard တွေမှာပြင်သုံးထားတဲ့ဟာလေးတွေကိုသူကပြင်ရှင်းပြတာပါတယ်အဲ့လိုမျိုးပြင်ရှင်းပြတာလို့ကိုကမနားလည်ဘူးဆိုတော့မှသူပြောပြပေးတဲ့ပုံစံကကိုကနားလည်တတ်တဲ့အနေအထားမျိုးမှရှိတယ်ပေါ့နော်အဲကြောင့်မို့လို့နံကဒီ channel လေးတွေကိုလည်းညှို့မိချင်ပါတယ် ဆိုတော့နောက်တစ် channel တစ်ခုအနေနဲ့ POC English ဖြစ်ပါတယ်ဆိုတော့အဲ့ဒီ channel လေးကကြတော့အဲသူကကြတော့နန်းစိတ်ထင်ပေါ့နော်ဒီဆရာကကြတော့ motivation ပေးတဲ့ဆရာလိုပဲနန်းကတော့မြင်တယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်ဆရာပြောထားတဲ့ပုံစံကကြတော့ကိုက English pronunciation တွေကိုကောင်းကောင်းလေးနားထောင်လို့ရတယ်ဆိုပေမဲ့သူပြောထားတဲ့ပုံစံလေးတွေနည်းနည်းလေးတဲ့အဓိပ္ပာယ်ကတော့ဆရာ motivation ပေးထားတဲ့ပုံစံမျိုးများတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဆရာရဲ့ speaking ဘိုင်းကဟိုအရင်က ဘယ်လိုပြောမလဲစိတ်ထင်နေတာမျိုးခုနေတာမျိုးမရှိဘူးလေချောချောမွေ့မွေ့နားထောင်ရတာမျိုးအဲ့ဆရာကဆိုလို့ရှိရင် तू ကဒီတိုင်းပဲပြောတာမျိုးမဟုတ်ဖ ೇನೆ तू ကဒီလိုမျိုးကိုခန့်အမူအရာပါပြန်ပြီးတော့ပြပြပြတာဖြစ်တဲ့အတွက်အဆင်ပြေပါတယ်အဲ့ဆရာကိုလည်းနန်းက recommend ပေးချင်ပါတယ် pronunciation တွေတုံးတာလည်းတော်တော်လေးကိုအဆင်ပြေတာဖြစ်တဲ့အတွက် vocabulary ကိုလေ့လာခြင်းနဲ့စကားပြောတဲ့အပိုင်းလေးတွေဘယ်လိုမျိုးအပိုင်းကနေဖြတ်ပြောရတယ်။ကိုကစာကြောင်းတစ်ချောင်းကိုပြောပြီးဆိုတာနဲ့အဲ့ဒီတစ်ချောင်းကနေပြီးတော့ဘယ်ကနေဖြတ်ပြောရတယ်ဘယ်လိုကနေစပြောရတယ်ဆိုတာကိုဒီဆရာဒီ channel လေးမှာသင်လို့ရပါတယ်။ဆိုတော့ဒီ channel လေးကိုလည်းနန်းက recommend ပေးချင်ပါသေးတယ်။ဆိုတော့နောက်ထပ် channel လေးတစ်ခုပြောရအောင်နော်။နောက်ထပ် channel တစ်ခုကတော့ Learning English with Rebecca ဖြစ်ပါတယ်။နန်းကတော့ဒီ channel လေးကိုသဘောကျတယ်ဗျာနော်။ဘာလို့လဲဆိုလို့ရှိရင်နန်းထန်းဆက်နှမျိုးကိုနန်းကဒီဆီယမ်မဆီယမ်ပဲတင်ခဲ့တာပါ။သူကတပိုင်းတပိုင်းစီလဲခွဲထားတယ်။တပိုင်းတပိုင်းစီခွဲထားတဲ့ပြင်ကိုပြီးကြမှကိုကတစ်ဆက်တည်းလေ့လာခြင်းလို့ရှိရင်စင်နာကြီးအပိုင်းတပိုင်းကိုတခါလေးထုတ်ပေးထားတာဖြစ်တဲ့အတွက်ကိုကတပိုင်းချင်းစီလေ့လာခြင်းလဲရတယ်။တစ်ဆက်တည်းလေ့လာခြင်းလဲရတယ်။ပြီးကြတော့တပိုင်းချင်းစီလေ့လာခြင်းလဲရဆိုမယ်။တော့ပြန်ချပြီးတော့လေ့လာရတာမျိုးမဟုတ်ဘူး။အစင်လိုက်သူကထားပေးထားတယ်။နန်းရဲ့ ထန်းဆက်နှမျိုးလုံးကိုနာဂတိဆရာမရှင်အောင်ပဲတင်ပါတယ်ဆိုတော့ကိုကနားလေရလွယ်တယ်သူကကြတော့ထန်းသမျိုးကို how to use it want to use it common mistake spelling changes um practice reading the short answer သူကအကောလုံးကိုပြောပြပေးထားတယ်ပေါ့နော်။နင်ကအဲ့ဒါကိုသဘောကျတယ်။ဘာဖြစ်လို့ဆိုတော့အကြမ်းမကိုကဘယ်နေရာမှာ sandals လေးသုံးလိုက်လို့ရှိရင်ဘယ်နေရာမှာမားမလဲ။ဘယ်နေရာမှာမှန်မလဲ။ဘယ်လိုမျိုးသုံးလို့ရှိရင်ပို့ပြီးတော့အထောက်ကူဖြစ်မလဲဆိုတာကိုဘယ်လိုမျိုးသုံးလို့ရှိရင်ကိုယ့်အတွက်ပို့ပြီးမှန်ကန်မလဲဆိုတာကိုသိယူရတာလွယ်တယ်လို့ထင်တယ်ပေါ့နော်။နန်းအနေနဲ့ကတော့ဒီလိုမျိုးဆရာမနဲ့မှအဆင်ပြေတယ်။ဘာလို့လဲဆိုလို့ရှိရင်နန်းတို့ကအမြန်အရင်နဲ့အမြန်ပြောတဲ့ဆရာမတွေဆရာမနဲ့အဲ့လို speaking တော်တော်လေးပြောတတ်တဲ့ဆရာမမျိုးစင်းနေဆိုနန်းတို့ကတော့မကြိုက်ဘူးပေါ့နော်။ တည်ယူရတယ်နည်းနည်းလေးနှေးရတဲ့အထက်မှာပါတယ်ဆိုတော့ဒါတို့ကြတော့ဒီလိုမျိုးဆီယမလေးနဲ့ပို့ပြီးအဆင်ပြေပါတယ်ဒါကြောင့်မလို့ဒီဆီယမလေးကို recommend ပေးပါတယ်ဒါပေမဲ့ကိုကတည်ကြည့်ပါကိုကဒီဗီဒီယိုတစ်ခုကိုတည်ကြည့်ဒီဆီယမရဲ့ဗီဒီယိုတစ်ခုကိုကြည့်ကြည့်ပြီးတော့ကိုနားရတဲ့အနေအထားမျိုးမှာရှိရဆိုလို့တည်ကြည့်ပါဒါပေမဲ့နန်းအခုပြည့်ပြီးခဲ့တဲ့ဆီယမတွေရောဆီယာတွေရောအကုန်လုံးကကြတော့သူက pronunciation ကောင်းတယ် vocabulary အစ်စ်လေးတွေကိုလေ့လာလို့ရမယ် sentence လေးတွေကိုစောက်ရတာလွယ်မယ်အာ practice လေးလေ့လာရတာအရင်ကလွယ်ကူပါတယ်ဆိုတော့နောက်ဆုံး channel လေးတစ်ခုအနေနဲ့ clash with amma ဆိုတဲ့ channel လေးဖြစ်ပါတယ်ဆိုတော့ဒီ channel ကကြတော့သူကတင်ပုံလေးကတခြားသူနဲ့မတူဘူးပေါ့နော်သူတင်ပုံပြောပြပုံလည်းတို့ဘယ်လိုမျိုးလေ့လာရမလဲဆိုတော့ရှင်းပြထားပုံတွေကတခြားဆရာမိုင်းနဲ့မတူပါဘူးလုံးဝမတူပါနိုင်ငံတော့သဘောတော်တော်လေးသဘောကျတယ်ပေါ့နော်ဘာဖြစ်လို့လဲဆိုလို့ရှိရင် ဒီဆရာမရှိမှလေးလိုက်တဲ့နန်းတို့မပြေးဝါရဘူးမပြေးဝါရတဲ့အပြင်ကိုသူတင်ပေးတဲ့ပုံစံကထပ်ပြီးတော့တင်ရှင်တာမျိုးတွေရှိပါတယ်သူက vocabulary ကိုပြောတယ် sentence လေးစောက်တယ်ဆိုလို့ရှိရင်သူကတယုတ်ဖော်တဲ့ပုံစံမျိုးလေးနဲ့တင်ပေးရဖြစ်တဲ့အတွက်နန်းတို့တေးရတာပြော့ပါတယ်ဒီဆရာမနဲ့တင်ရဆိုလို့အခါဆိုလို့ရှိရင်နန်းကလုံးဝမပြေးတော့ပါဘူးအိမ်ငိုက်တာမျိုးပါလည်းမရှိဘူးတော်တော်လေးကိုအစင်နေတယ်ပေါ့နော်ဆိုတော့နန်းခုပြပြသွားရတဲ့ channel လေးတွေကတော့တကယ်ကိုကိုက အင်္ဂလိပ်စာကိုလေ့လာခြင်းနဲ့ အင်္ဂလိပ်စာကိုအင်္ဂလိပ်စာမှာနေပဲလေ့လာခြင်း ਨੇ တကယ်ကိုအသုံးဝင်အသုံးတက်မဲ့ channel လေးတွေဖြစ်ပါတယ် channel လေးတွေကကိုကပုံမှန် English for grammar ဆိုပြီးရိုက်ရှာလာနေအောင်တက်လာမဲ့ဆရာမတွေကြည့်ပါပဲနန်းကတော့အများကြီးနေလားမြင်နေဖို့မှာဒီလိုဆရာမလေးတွေပဲတက်ပါတယ် practice လေးတွေကိုယ်တိုင်တိစောက်ခြင်း ਨੇ practice လေးတွေလုပ်ခြင်း ਨੇ pronunciation ကောင်းခြင်း ਨੇ grammar ကိုလည်းပပိုင်နိုင်သိခြင်း ਨੇ vocabulary အစ်စ်လေးတွေကိုလေ့လာခြင်း ਨੇ ဆိုလို့ရှိရင်တော့ဒီ channel လေး၅ခုကိုနန်းက recommend ပေးပါတယ် ဒီ channel လေးမှာပါတဲ့စကားလုံးတွေကကိုနားမလည်တဲ့ပုံစံမျိုးတွေလည်းမဟုတ်တဲ့မဟုတ်တာဖြစ်တဲ့အတွက်ကိုနားမလည်တော့မှသူကစာတန်းထိုးလေးပါတာဖြစ်တဲ့အတွက်စကားပြောဖို့နေအကုန်လုံးကအတန်ထွက်လေးတွေအရင်ကောင်းတာဖြစ်တဲ့အတွက်စမ်းပြီးတော့လေ့လာကြည့်ပါဒီ channel လေးတွေမှာစတင်ပြီးတော့လေ့လာကြည့်ပါကိုကအင်္ဂလိပ်စာကိုအင်္ဂလိပ်ဆရာမနဲ့တင်ရင်လည်းဆိုလို့ရှိရင်ငါကဒီ channel ငါးခုလုံး recommend ပေးပါတယ်ဆိုတော့ကိုကဘယ် level ရောက်နေတယ်ဘယ်လိုနေထားရောက်နေရဲဆိုတာချက် ိုကဘယ်လို sentence လေးတွေတည်ဆောက်နိုင်တယ်ဘယ်လိုမျိုး speaking မိုင်းကိုကျွမ်းကျင်တယ်ဆိုတာကကိုယ်ပိုင် sub study လုပ်နေတဲ့သူတွေအတွက်အဲ့ဒါကပိုပြီးအရေးကြီးတာဖြစ်တဲ့အတွက်မမိပါနဲ့ကိုကဘယ် level ဝယ်ရောက်သွားရောက်သွား speaking မကောင်းမှုဟာမူအတန်ထွက်မကောင်းမှု listening skill တွေမကောင်းမှုဆိုလည်းဘာမှမထူပါဘူးပေါ့နော်အကြောင်းမလို့ကိုက basic ကနေစပြီးတော့တတိယချက်ချာလေးပပိုင်နေနိုင်အောင်လေ့လာပြီးဝန်ကအကြံပေးချင်ပါတယ် sub study လုပ်နေတဲ့သူတွေဆိုလို့ရှိရင်ပိုပြီးတော့လိုအပ်တယ်ပေါ့နော် ။ငါတို့ကိုယ်တိုင်လုပ်နေရပဲဆိုပြီးတော့ရိုးရိုးလေးတွေးပြီးတော့တိတ်ချာမလုပ်တာမျိုးလေးဖြစ်မှဆိုလို့ပါ။တကယ်လို့နံပြောတဲ့နေရာမှာအမားပေါ့ပါလို့ရှင်လဲခွလို့ပါ။ဇာရဲ့ဗီဒီယိုအောက်မှာနံရဲ့ Facebook page လေးနဲ့ TikTok အကောင့်လေးကိုရှာပေးထားပါတယ်။အဲ့ဒီမှာလည်းဗီဒီယိုလေးကိုတင်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အဆုံးလေးကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့လည်းဆိုလို့ရှင်တော့ like and subscribe လေးနဲ့ခဲ့ပြီးပါအောင်ရှင် Facebook page မှာလည်း follow လေးလုပ်ပြီးပါအောင်ရှင်ဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ thank you for your attention See you next in the video. Bye bye.